ပါရမီရှင်တို့ဤမြင့်မြတ်သောစိတ်ထားပါရမီဆိုတဲ့စကားလုံးကမြင့်မြတ်သူတို့ရဲ့လုပ်ငန်းဆိုတဲ့အဓိပ္ပာယ်ရထိုလုပ်ငန်းကိုလုပ်ကိုင်နေတဲ့ပုဂ္ဂိုလ်တွေကိုပါရမီရှင်လို့ခေါ်ရမယ်ဒီစကားလုံးကမြန်မာလူမျိုးတွေနှုတ်ထဲမှာတက်နေတဲ့စကားလုံး မြင့်မြတ်တဲ့လုပ်ငန်းကိုလုပ်နေတဲ့ပုဂ္ဂိုလ်တွေမြင့်မြတ်သူတွေရဲ့အလုပ်ကိုလုပ်နေတဲ့ပုဂ္ဂိုလ်တွေပါရမီပါရမီရှင်လို့ဒီလိုခေါ်ကြအဲ့တော့ပါရမီရှင်ဖြစ်ဖို့မိမိတို့ကိုယ်တိုင်ကြိုးစားအထောက်ကြရတာဖြစ်တယ်ပါရမီရှင်ဆိုတာမျိုးရိုးနဲ့သက်ဆိုင်ခြင်းလည်းမရှိဘူးရာထူးကုန်သိမ့်နဲ့သက်ဆိုင်ခြင်းလည်းမရှိဘူး ဒလငွေကြီးဥစ္စာစီးပွားနဲ့လည်းသက်ဆိုင်ခြင်းမရှိဘူးပါရမီဆိုတဲ့လောက်ရတည်ပါရမီရှင်တွေရဲ့တဘာဝအနေထားတွေဟာလိုက်နာကျင့်သုံးတဲ့စိတ်နေသဘောထားနဲ့ထိုစိတ်နေသဘောထားနဲ့လှုပ်ဆောင်တဲ့လုပ်ငန်းတွေနဲ့ပတ်သက်ဖြစ်တယ်စိတ်နေသဘောထားမြင့်မြတ်လို့ရှိရင် မြင့်မြတ်သူဖြစ်တယ်လောကီဆောင်ရွက်မှုတွေကအစင်မြင်လို့ရှိရင်မြင့်မြတ်သူပဲဖြစ်တယ်အဲ့တော့ပြပါရမီဆိုသည့်စကလုံးဟာမြင့်မြတ်သူတို့ရဲ့အလုတ်လို့ဒီလိုအဓိပ္ပာယ်ရမြင့်မြတ်သူတို့ရဲ့စိတ်နေသဘောဓာတ်မြင့်မြတ်သူတို့ရဲ့အလုတ်ဆိုတာပါရမီပဲအဲ့တော့ပါရမီမြောက်အောင်လုပ်ဖို့ဟာလူတိုင်းလူတိုင်းနဲ့သက်ဆိုင်တဲ့အရာပဲဖြစ်တယ်ပေါ့ ဩရမြတ်စွာမပွင့်ခင်ကာလအခါသမယတုန်းကတော့မြင့်မြတ်သူဆိုတာဘယ်လိုပုဂ္ဂိုလ်မှ မြင့်မြတ်သူခေါ်တော့ဆိုစာတိယပြမနောဟောတိဆိုတဲ့စကားလုံးနဲ့မျိုးရိုးဆက်မြင့်မြတ်မှမြင့်မြတ်သူလို့ခေါ်ကြတယ်အိန္ဒိယနိုင်ငံမှာဆိုရင်စမ်းမြင့်လို့ခေါ်ရတဲ့အမျိုးမြတ်မှုနှစ်ခုရှိတယ် ခတ္တယဇတ်နဲ့ပြမနာဇတ်လို့ဆိုခတ္တယဇတ်လို့ဆိုရဲမင်းမျိုးမင်းွယ်ကနေပေါက်ဖွာလာလို့ရှိရင်မြင့်မြတ်သူလို့ခေါ်တယ်ပြမနာဇတ်လို့ခေါ်တဲ့ပြမနာမျိုးနွယ်ကပေါက်ဖွာလာတဲ့ပုဂ္ဂိုလ်ဟာပြမနာဇတ်ရှိလို့မြင့်မြတ်သူလို့ဒီလိုခေါ်တယ်အမျိုးဇတ်နဲ့ဆက်ဆက်ပြီးတော့မြင့်မြတ်သူလို့ဒီလိုသတ်မှတ်ပြီးတော့ခေါ်ဆိုကြခဲ့တဲ့အခါဘုရားမြတ်စွာကအဲ့ဒီအချက်ကိုလုံးဝငြင်းပယ် လက်ခံခြင်းမရှိဘူးမြင့်မြတ်သူဆိုတာမျိုးယိုးနဲ့သက်ဆိုင်ခြင်းမရှိဘူးမျိုးယိုးနဲ့ရင်မကဘူးရာထူးကုန်သိမ်းနဲ့လည်းသက်ဆိုင်ခြင်းမရှိဘူးငွေကြေးတနာဥစ္စာကြွယ်ဝမှုနဲ့လည်းသက်ဆိုင်ခြင်းမရှိဘူးသက်ဆိုင်တာကတော့ထိုပုဂ္ဂိုလ်ရဲ့စိတ်နေသဘောထားနဲ့လုံရနေတာသက်ဆိုင်တယ်လို့ဒီလိုဆိုတာမြည်သည့်မျိုးယိုးကမွေးမွေး မြင့်မြတ်တဲ့စိတ်တွေသဘောထားတွေရှိတယ်မြင့်မြတ်တဲ့အလုပ်ကိုလုပ်နေတယ်ဆိုရင်မြင့်မြတ်သူပဲဖြစ်တယ်ပေါ့အဲ့ဒီဟာအိန္ဒိယနိုင်ငံကြီးတစ်ခုလုံးကိုအတွေးခေါ်ပြောင်းလဲသွားစေတဲ့စကားတစ်ခုပဲလက်ဆောင်ဘုရားဟာနာစစ်စာဝတ္တလောဟောတိနာစစ်စာဟောတိပြမနောကမ္မုနာဝတ္တလောဟောတိကမ္မုနာဟောတိပြမနောဆိုတဲ့ဒီအဆုံးမဩဝါဒကြီးဟာ အိန္ဒိယနိုင်ငံမှာရှိတဲ့ဆက်ကိုယုံကြည်လေးစားပြီးဆက်ကိုအလေးထားတဲ့ပုံကိုယ်ရဲ့စိတ်နှလုံးကိုကင်လှုပ်လိုက်တဲ့သဘောရှိတယ်။သူတို့ကအမျိုးသားမြင်မှမြင်မြတ်တယ်အမျိုးသားယုံနေလို့ရှင်ယုံနေတယ်လို့ယူဆတဲ့အယူဆကြီးတစ်ခုကိုပြောင်းပြန်လှန်လိုက်တယ်မြတ်စွာဘုရား။အေးမြင်မြတ်မှုနိုင်ကြမှုဆိုတာမျိုးရိုးနဲ့လုံးဝမပတ်သက်ဘူး။မျိုးရိုးကဘလောက်မြင်မြတ်မြင်မြတ် မြင့်မြတ်တဲ့လုပ်ငန်းကိုလုံးမသာလည်းမြင့်မြတ်သူဖြစ်တယ်။မြင့်မြတ်တဲ့စိတ်နေသဘောထားတွေထားနိုင်မှမြင့်မြတ်သူဖြစ်တယ်။အေးအမျိုးဘလောက်ပဲမြတ်မြတ်စိတ်နေသဘောထားတွေကနှိမ့်ချနေမယ်။လောက်ရက်တွေကနှိမ့်ချနေမယ်ဆိုလို့ရှိရင်အောက်တန်းကြတဲ့ပုံကုမျိုးပဲဖြစ်မယ်လို့ရသော်ဗျာကလက်တွေ့သဘာဝနဲ့ကြိုက်ချီပြီးတော့လောကလူသားတွေဟာ အလုံးတူညီတဲ့အနေအထားတစ်ခုပေါ်မှာဟောကြားဆုံးမတော်မူခဲ့လို့အိန္ဒိယနိုင်ငံရဲ့ဇန်ဝါရာကြီးကိုအခြေမြစ်ကနေစပြီးလှန်ပစ်လိုက်တဲ့စကားတစ်ခုပဲအဲဒါကြောင့်မလို့ဘုန်းကြီးတို့တွေဟာမြတ်ဗုဒ္ဓရဲ့ဆုံးမကိုရွတ်သိလေးစားလိုက်တာအားထားကြတဲ့ဗုဒ္ဓဘာသာဝင် သူတော်စင်များအနေနဲ့အေးမြင့်မြတ်သူ ဖြစ်ဖို့အတွက်တို့တွေဟာမြင့်မြတ်တဲ့စိတ်နေသဘောထားရှိရမယ် မြင့်မြတ်တဲ့အလုပ်တွေကိုလုပ်ရမြင့်မြတ်တဲ့စိတ်တွေသဘောထားရှိရင်မြင့်မြတ်တဲ့အလုပ်တွေကိုလုပ်ရင်ဒုဒေတွေဟာ မြင့်မြတ်သူပဲဖြစ်တယ်အကယ်၍ဒုဒေတွေဟာနှိမ့်ကြတဲ့အောက်တန်းကြတဲ့စိတ်ဓာတ်တွေမွေးမယ်အောက်တန်းကြတဲ့အလုပ်တွေကိုလုပ်မယ်ဆိုလို့ရှိရင်ဒုဒေတွေဟာအောက်တန်းကြတဲ့လူပဲဖြစ်မယ်ဘလောက်ပဲထက်တန်းကဖြစ်နိုင်နေဘလောက်ပဲရာထူးတွေကြီးကြီးဘလောက်ပဲစီစဉ်ဥစ္စာတွေကျွယ်ဝကျွယ်ဝ အေးအောက်တန်းကြတဲ့အလုတ်ကိုလုံးလို့ရှင်အောက်တန်းပဲရောက်သွားမှာပဲလို့ဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမစကားဟာဒီကနေ့ခေတ်နဲ့လည်းလုံးဝကန့်ညီပြီးတော့တကယ်ကိုဒီတော်လွန်ပြောင်းလဲလိုက်တဲ့အမှန်တရားပေါ်မှာတင်ပေးလိုက်တဲ့အတွေ့အခေါ်အယူဆတရဖြစ်ပေါ်လာခဲ့တာဖြစ်ပါလေဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမကိုရရှိကြတဲ့ဘုရားဝဒံဝင်သူတော်စင်တွေဟာ မြင့်မြတ်သူဆိုတာဘယ်ပေါ်မှာအခြေခံတယ်လဲလို့ဆိုရင်မြင့်မြတ်တဲ့စိတ်နေသဘောထားနဲ့မြင့်မြတ်တဲ့လုပ်ရတဲ့ပေါ်မှာအခြေခံတယ်ဆိုတာဟာနားလေသဘောပေါက်လာတဲ့အခါမှာဘုန်းကြီးတို့တွေဟာ တို့တွေမြင့်မြတ်သူဖြစ်ချင်လို့ရှင် မြင့်မြတ်တဲ့စိတ်နေသဘောထားတွေနဲ့မြင့်မြတ်တဲ့လုပ်ငန်းတွေကိုလုပ်ကြရမှာမျိုးရိုးကိုစဉ်းစားပြီးတို့တွေသိငယ်စရာလည်းမလိုဘူးဘဝင်မြင့်စရာလည်းမလိုဘူး ရာဇဂုံတင်စီစဉ်ဥစ္စာတွေတွေးတောပြီးတော့လေတို့တွေဟာတိမ်ငယ်စရာလည်းမလိုဘူးဘဝင်မြင့်စရာလည်းမလိုဘူးတကယ်တော့တို့တွေမြင့်မြတ်မှုထက်တန်းကြမှုဆိုတာတို့ရဲ့တဏ္ဍမှာဖြစ်တဲ့စိတ်နေသဘောထားနဲ့လောရကသာဆုံးဖြတ်မှာပဲဆိုတဲ့အတွေးခေါ်ကိုမှတ်သားထားတဲ့ဘုရားဘာသာဝင် သူတော်စင်တို့အဖို့ဟာကြီးမားတဲ့ထွက်ပေါက်ကြီးတစ်ခုပဲဖြစ်လာတယ် အေးလောကမှာဒီဟာလောက လူသားတွေဟာတူညီတယ်နှစ်ခုတည်းနဲ့ပဲဆုံးဖြတ်ရမှာဖြစ်တယ်စိတ်နေသဘောထားတွေနှိမ့်ကြရင်လုပ်ငန်းလှုပ်တဲ့လှုပ်ရက်တွေနှိမ့်ကြရင် အောက်တန်းကျသူပဲဖြစ်မယ်စိတ်နေသဘောထားတွေမြင့်မြတ်မယ်စိတ်နေသဘောထားတွေထက်တန်းကျရင် မြင့်မြတ်တဲ့ထက်တန်းကျတဲ့ပုဂ္ဂိုလ်ပဲဖြစ်မယ်ဆိုတော့ အယူဆတရားဟာအမတန်မှလူလောကကြီးကိုမှန်ကန်တဲ့လမ်းကြောင်းမဟုတ်တင်ပေးလိုက်တဲ့အယူဆတရားသာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒီအယူဆတရားကိုအခြေခံပြီးတော့ဘုန်းကြီးတို့တွေရဲ့မြင့်မြတ်တဲ့စိတ်နေသဘောထားတွေဆိုတာဘာကိုပြောတာလဲမြင့်မြတ်တဲ့စိတ်နေသဘောထားတွေကိုဘုန်းကြီးတို့မွေးမြူမွေးမြူကြရမှာဖြစ်တယ် ပါရမီလို့ဆိုရဲမြင့်မြတ်တဲ့လုပ်ငန်းတွေကိုလှုပ်သွားကြတယ်။ဘုရားလောင်းသူတော်ကောင်းကြီးတွေဟာမြင့်မြတ်တဲ့လုပ်ငန်းတွေမိမိတို့အားကျုံမှန်တဲ့တဘွားမြတာမကဘဝပေါင်းမြောင်များစွာကြိုးစားအထောက်ခဲ့ကြတာဖြစ်တယ်ပေါ့။ဆွန်လွချင်းပြဝေချင်းဆိုတဲ့ကြက်ပြတ်တဲ့စိတ်နေသဘောတာရရှိလာတဲ့ခွင့်တရားကိုမိမိတို့ကိုယ်တိုင်တဝူတဲ့တာမသုံးမဲနဲ့ မြဝေတယ်ပိကန်းတယ်မိမိပတ်ဝန်းကျင်နဲ့ဝေဖန်ခွဲချမ်းပြီးတော့သုံးဆွဲတယ်လူတွေတန်းတယ်လူအပ်နေတဲ့ပုဂ္ဂိုလ်တွေကိုပိကန်းတယ်ဆိုရက်ဒါနပါရမီဆိုတာကိုဖြစ်ကျင်ကြရတာဖြစ်တယ်လောကလူသားတွေဟာအဆုံးမဆုံးအရာကဓနနဲ့အသက်ဘယ်ဟာကိုပုံစုံမဲ့ကြတယ်လဲလို့ဆိုလို့ရှိရင်ဥစ္စာဓနကို ပို့ပြီးတော့စုံမဲ့ကြတယ်တဲ့ စာပေကျမ်းဂန်အရပြောမယ်ဆိုရင်အသက်ကိုစုံမဲ့တာနဲ့ဥစ္စာတနာစုံမဲ့တဲ့စုံမဲ့မှုနှစ်ခုဟာဘယ်ဟာကပြင်းထန်တယ်လဲလို့ဆိုရင်ဥစ္စာတနာစုံမဲ့မှုကပိုပြင်းထန်တယ်။ဘာကြောင့်လဲလို့ဆိုရင်အသက်ပဲစွန့်စားပြီးတော့အသက်အန္တရာယ်ရှိတဲ့နေရာပဲပစ္စည်းဥစ္စာရမယ်ဆိုရင် လူတွေဟာစွန့်စားတွားရောက်နေကြတာကိုထောက်လို့ရှိရင် အသက်တဲ့ပစ္စည်းဥစ္စာကိုတံမိုးထားနေကြတယ်ဆိုတာအမှန်တမ်းထင်ရှားနော်အမှန်တမ်းထင်ရှားတယ်